မိသားစုဝင်တွေများတဲ့အတွက်ကြောင့်မလို့အိတ်ခန်းအများကြီးလိုချင်တယ်ပြီးရင် modern design ကိုမှအိတ်အသစ်ဆက်ဆက်လမ်းလဲကျရမယ်ပြီးရင်လမ်းမတန်းနဲ့လည်းနီးရမယ်ဆိုတဲ့အဲ့ဒီများတယ်ဒီနေ့ကတော့ဒီ14200ဖွင့်ထားတဲ့မြောက်ကုန်30ခွန်က modern house တလုံးကိုဒါလိုက်ပြပေးမှာဖြစ်ပါတယ် ဆိုအခုမြင်ရတဲ့ဒီဇိုင်းအတိုင်းပဲတော်တော်လေးလှတယ်ဒါသူ့ရဲ့အိမ်ရှိလမ်းဆိုရင်လည်းအရန်ကျေတဲ့အပြင်တစ်ပင်တိရိပ်တွေနဲ့အေးချမ်းနေတဲ့နေသားမှာရှိရပါတော့ပြီးတော့ကျွန်တော်ပန်းကုံဒီခြံစည်းရိုးတွေသူ့ဒီဇိုင်းရလည်းဒါအယောင်၃ယောင်ထက်ပိုမမြင်ရအောင်တော့တော်တော်လေးတက်ရက်တယ်ကားပါကင်နေရာမှာလည်း flavor block တွေနဲ့ ground tent တွေပါတယ်ကားဆိုရင်နှစ်စီးထားလို့ရတယ်အရှိတ်ဘက်မှာလည်းပန်းကုံအသေးလေးထားထားပြီးရပါတော့ဒါဆိုရင်ကျွန်တော်အိမ်လေးသွားပြီးတော့လိလလိုက်အောင်ဒါကတော့ဧကန်နေရာမှာဆိုရင်လည်းကျွန်တော်ပါကီအပြည့်နဲ့ TV စင် င်းနဲ့အလှဆင်ပြီးတာပြီးတော့ရင်ကျွန်တော်တို့ဒါရှောက်လန်းတွေလည်းရှစ်ပေလောက်ကျေတာဖြစ်တဲ့ကြောင့်တော်တော်လေးလွတ်လွတ်လပ်လပ်ကျေတယ်လို့ခံစားမှာဖြစ်ပါတယ်ပြင်တန်ပန်းတွေပါပြီးတာကားပါကင်ကနေလည်းတခါတည်းအခန်းထဲဝင်လို့ရမှာဖြစ်ပါတယ်ဒီအိမ်မှာကတော့ဆိုလာတွေပါတယ်အင်ဗတာတွေကလည်း300 AH battery ပါတယ်ဖြစ်တဲ့ကြောင့် aircon နဲ့အချိန်မီတွေတုံးလို့ရမှာဖြစ်ပါတယ် အဲ့ဒါတော်တော်များများတောင်းဆိုတဲ့အတိုင်းမှာမြင်ရထက်မှာရေချူခန့်အင်တာတွဲရပါနှကန်းပါနေတာပထမဆုံးတခန်းဖြစ်တယ်ဒါထမင်းစားကန်းပြီးရင်ကျွန်တော်တို့နောက်တခန်းပေါ့နော်ဒီမှာတော့လူကြီးမိဘတွေရှိတယ်ဆိုရင်လည်းနှကန်းခွဲနေလို့ရတယ်အဲ့ဒါအတွက်တခန်းလူကြီးအတွက်တခန်းဆိုရင်လည်းအဆင်ပြေတယ်ဒီမှာဆိုအဲကုန်းတွေအကုန်လုံးခုနှစ်လုံးလုံးပါပြီးတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ထမင်းစားကန်းနဲ့မိဘခန်းကိုလည်း partition ထားထားတယ်ဒီမှာအညော်တွေလည်းအပြင်မထွက်အောင်ဒီမှာတော့အခုလောလောဆယ်အဆောက်နေတာဖြစ်ကြောင်းနည်းနည်းရှုပ်တယ်ပေါ့နော်အပေါ်အောက်ကပ် Happiness ထပ်ထည့်ပေးမှာဖြစ်ပါတယ်။ဈေးနှုန်းက14,200စီဖွင့်ထားတာဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒုတိယအလွာတွက်ကြည့်မယ်ဒီမှာတော့ temple glass နဲ့ဖြစ်တဲ့ကြောင့်အလင်းဝင်လင်းထွက်ကောင်းတယ်ဘုရားကျောင်းဆောင်နေရာဆိုရင်လည်းဒါတော်တော်လေးကိုကျေတယ်ပြီး20ပတ်လည်နှီးပါရှိရပါတော့ဒါကျွန်တော်အပြင်ပတ်ဝန်းကျင်ဆိုရင်အကုန်တိုက်ကြီးအိမ်ကြီးတွေပဲလမ်းလည်းကျေတယ်အေးအေးဆေးဆေးရှိတယ်ဒါတော့38ရက်ကွက်မှာရှိတဲ့အိမ်ကလေးပဲဖြစ်ပါတယ်ဒါကျွန်တော်ဝရန်တာဆိုရင်လည်းအကျေဒီဇိုင်းကတကယ့်ကိုကျွန်တော်တို့နိုင်ငံခြားဒီဇိုင်းဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဒါကျွန်တော်ဧကန်ဘုရားကန်နေပြီးတော့ ဒုတိယအလွန်မှာဆိုအိတ်ခန်း၅ခန်းတိပါတယ်4 master bedroom 1 single bedroom ပေါ့နော်ဒါပထမဆုံးအခန်းဖြစ်တယ်မိသားစုဝင်တွေများတယ်သူတွေအမျိုးတွေများတယ်ဆိုတဲ့လူတွေလည်းလုံးဝတင့်တော့တယ်ပြီးရှောက်လန်းက ship ပေးတော့ရှိရပေါ့နော်ဒါကတော့ပထမအခန်းဒုတိယအမြောက်အခန်းမြင်းကြီးထက်နဲ့တွက်မစွန်းတာ၄ခန်းမြောက်အခန်းပြောရမှာပေါ့နော်ရေချွမ်းအင်တာနေမှာကိုမကြိုက်တာရှိရင်တော့ပြန်ထပ်ထည့်ရမှာပေါ့နော်ဒါကတော့စုစုပေါင်းတတိယမြောက်အခန်း၅ခန်းမြောက်ပြောရမှာပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့အဲ compact ဖြစ်တယ်ဂရင်နဲ့ ပီရိုရီပါညာထဲ့မယ်ဆိုရင်ကတိလောက်ကြတဲ့ဟိုအရွယ်စားဖြစ်ပါတယ်နောက်ဆုံးမှာတော့ဒီမှာတော့ single bedroom ပစ္စည်းထားတို့လည်းရတယ်ကျွန်တော်စားကြည့်ခန်းလုပ်ရင်လည်းရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒါမိမိထက်မှာအိတ်ခန်းနှစ်ခန်း ုတိယထပ်မှာအိတ်ကန်၅ကန်ပြီးရင်အပေါ်ဆုံးကျွန်တော်ဆက်လက်ပြီးရင်မရောက်ခင်မှာစတိုတခန်းပါဝင်မှာဖြစ်ပါတယ်။ဆိုတော့အခန်းခုစုစုပေါင်းမှာ၉ကန်နေပါတယ်လို့တော့ပြောလို့ရတယ်။အပေါ်ဆုံးဆက်လက်မှာလည်းကျွန်တော်တို့ဖန်တီးလို့ရတာတွေအများကြီးရှိတယ်အကျယ်ကြီးပဲ။ဒါဆိုရင်ကျွန်တော်တို့ဒီအိမ်ကိုစိတ်ဝင်စားမယ်ဆိုရင်လည်း BSN property ကိုဆက်သွယ်လို့ရပါတယ်။ဒီအနောက်ဘက်တစ်ခုလုံးကလည်းကျွန်တော်ရီကန်နေထားလို့ရတယ်။ဘန်းတွေအပြစ်ဘန်းချံဖန်တီးလို့ရတဲ့အနေအထားမှာရှိပါတယ်။မြတ်တော်ကုံ38ရက်ကို ွယ်ပြည်တော်စုလမ်းမတစ်စစ်ချို့တမင်ရွှေတီးကိုလည်းတစ်စစ်ချို့နေရာကောင်းအိမ်ကောင်းတလုံးပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ